မိတ်ဆွေဟာကိုကိုကိုလူကောင်းတရားလူလိုတရားမဟုတ်ဘူးလို့ခံစားနေရပါသလားဘယ်ရောက်ပဲလှုပ်လှုပ်မိတ်ဆွေဟာမအောင်မြင်နိုင်ဘူးစွမ်းဆောင်ရည်မရှိဘူးလို့ခံစားနေရပါသလားဒါဆိုရင်တော့ကျွန်တော်တရားပြောရပါတယ်မိတ်ဆွေဟာထင်းနေလို့ပါမိတ်ဆွေဟာလူကောင်းတရားပါ လူတော်တရားပါမိတ်ဆွေဟာစွမ်းဆောင်ရည်အပြည့်ရှိတဲ့သူတရားပါမိတ်ဆွေကိုမိမိကိုကိုမိမိမြင်တဲ့အမြင်တွေကိုကြောင်းလဲသွားစေနိုင်တဲ့ပုံမြင်လေးတစ်ခုကို ပြောပြချင်ပါတယ်။ခါတော့ကလူငယ်လေးတယောက်ကဥကောင်းကိုနိုင်ဆိုင်ချထားပြီးအသက်အရွယ်ကြီးရင်ပြီးဉာဏ်ပညာကြီးမြင့်တဲ့ဆရာတော်ကြီးတစ်ပါးရဲ့ရှေ့မှာထိုင်နေပါတယ်။သူကဆရာတော်ကြီးခင်ဗျာဒီတော့ကိုကိုကိုလမ်းပြောင်းနေတယ်လို့ခံစားနေရပါတယ်ဗျာ။ဘယ်ရာကိုမှကောင်းကောင်းအောင်မြင်အောင်မဆွမ်းဆောင်နိုင်ဘူးလို့ခံစားနေရပါတယ်ဗျာ။ရသူတွေကြတော့အောင်မြင်နေကြတယ် တပည့်တော်ကြတော့မအောင်မြင်လေးဘူးလို့ခံစားနေရပါတယ်ခင်ဗျာတပည့်တော်မှာမအောင်မြင်နိုင်တော့ဘူးလားခင်ဗျာလို့မေးလျှောက်ပါတယ်ဒါတော့ဘုရားကြီးကမင်းကိုပုံမြင်တဖို့ပြောပြမယ်လို့ပြောပါတယ်ခါတုန်းကတော့နေကြီးတခုမှရှင်လေးမကြီးတကောင်ကသားပေါက်တကောင်ကိုဝေးဖွားပါတယ်ဒါပေမဲ့ရှင်လေးမကြီးကအဖြစ်ဆိုးတခုနဲ့ကြုံတွေ့ရပြီးသားပေါက်ကိုဖားခဲ့ပြီးအဝေးကို ပပီးတင်းချောင်သွားကြပါလေ။အဲ့ဒီနေ့မှာပဲသူ့အုပ်တော့ဟာဒီနေ့ငယ်လေးထံကိုရောက်လာခဲ့ပါလေ။ဒီနေ့ငယ်လေးကဘာမှမတိနားမလဲတာကြောင့်သူ့အုပ်နဲ့အတူလိုက်ပါသွားခဲ့ပါလေ။သူတွေကလည်းသူတို့ထဲကသူတို့ကောင်ပဲဆိုပြီးတော့မှသူ့အုပ်နဲ့ပေါ်ဆောင်သွားခဲ့ပါလေ။သူတွေနဲ့နေထိုင်တာကြားလာတဲ့အခါမှာဒီနေ့ငယ်လေးဟာရှင်နေရဲ့ဘဝကိုမေးပြီးသူတို့ကောင်လိုပဲ ပြုတ်မှုနေပုံမှာပဲအင်းဒီကောင်လုံးအမဲမလိုက်တော့ပဲကိုးထေလိုပဲမျက်ကိုစားတယ်အန်ဒီနဲ့ကြုံလာတဲ့အခါရင်းဆိုင်မဖြစ်ချင်းပဲရင်းဆိုင်မတိုက်ခိုက်ပဲဖတ်ပြီးတယ်ပုံနေတယ်ဒိနာဟောက်တာတွေလည်းမရှိတော့ပါဘူးနေ့တကြားလာတဲ့အခါရှင်နေငယ်လေးကတမ်းမှထွားကြိုက်တဲ့ရှင်ဒီကြီးတကောင်ဖြစ်လာပါတယ်ဒါပေမဲ့ရှင်ဒီကြီးရဲ့စိတ်ဓာတ်ကိုးတကောင်ရဲ့စိတ်ဓာတ်နဲ့အတူတူပါပဲ အားနည်းနေတယ်။တရရောက်တဲ့အခါမှာတော့ချင်းတည်းရစ်ကောင်ကသူ့အုပ်ကိုလာပြီးကြိုက်ပါတယ်။အဲ့ဒီချင်းတည်းငယ်ဟာအခြားသူတွေနဲ့အတူထွက်ပြေးခဲ့ပါတယ်။ချင်းတည်းကြီးကအံ့ဩသွားပြီးမြင်ကွင်းကိုမယုံနိုင်ဖြစ်ပြီးတော့ထိုက်ကြည့်နေခဲ့ပါတယ်။ချင်းတည်းကြီးဟာချင်းတည်းငယ်ရဲ့နောက်ကိုလိုက်လာပါတယ်။ချင်းတည်းငယ်ဟာသူ့မှာရှိတဲ့အားတွေအကုန်ပြေးပါတယ်။ဒါပေမဲ့ချင်းတည်းကြီးက လိုက်မိသွားကြပါတယ်။ဒီနေ့ငယ်လေးကကျွန်တော်ကိုလွတ်ပြပါဗျာ။ကျွန်တော်ကအားငယ်တဲ့တိုးတကောင်ပါဗျာလို့ပြောပါတယ်။ရှင်တကြီးကအဟားဟားရေပြီးတော့မင်းကတိုးတကောင်မဟုတ်ဘူးကွာ။မင်းကရှင်တိတကောင်ပေါ့။အဲ့ဒါကိုရှင်တိငယ်လေးကမယုံကြည်ခဲ့ပါဘူး။မဟုတ်ဘူးဗျာ။ကျွန်တော်ကတိုးတကောင်ဗျာ။ကျွန်တော်ကိုမစားပါနဲ့ဗျာလို့ပြန်ဖြေပါမယ်။ရှင်တကြီးကချက်ပြီးတော့မှငင်းခုန်နေတော့ပဲ လီနာကရေကန်ကြီးတစ်ခုစီကိုပဲ့ခေါ်သွားခဲ့ပါတယ်။ရေကန်ထဲမှာရှိတဲ့ရေတွေဟာမှန်တစ်ချက်လည်းပဲကြည်လင်နေခဲ့ပါတယ်။ရှင်လေးကြီးကရှင်နေငယ်လေးကိုရေထဲကို ကြည့်လိုက်ပြောပါတယ်။ရှင်နေငယ်လေးကတုံတုံရီရီနဲ့ရေထဲကိုကြည့်လိုက်ပါတယ်။ရှင်နေငယ်လေးဟာပထမဆုံးချိန်နေနဲ့သူ့ရဲ့ပုံရိပ်ကို သူပြန်လည်မြင်တွေ့ရခြင်းဖြစ်ပါတယ်။သူ့တကောင်နဲ့လုံးဝမတူတာကိုတွေ့ရပြီးအံ့ဩနေပါတယ်။ သူဟာချင်းတချင်းနဲ့သဘုံတန်နဲ့တူနေတာကိုလည်းသဘောပေါက်နားလည်သွားခဲ့ပါတယ်။ချင်းတကြီးကဖိမ့်လိုက်စမ်းလို့ပြောပါတယ်။ဘရမမှာတော့ချင်းတငယ်ကဖိမ့်ရမှာကိုတုံဆိုင်နေခဲ့ပါတယ်။သူတကားမှဖိမ့်နာဟောက်တာမလုပ်ဘူးလေ။ဒါပေမဲ့သူ့ရဲ့အသွင်စိတ်တစ်ခုကသူ့ကိုလှုပ်နှိုးလိုက်လို့ခံစားရပါတယ်။သူကအသက်ကိုဘောင်းဝါရှူသွင်းလိုက်တယ်။ပြီးတော့ဖိမ့်နံကြီး ပေးချလိုက်ပါပဲရောလုံးတုံဟီသွားတယ်တို့တွေကကြောက်လန့်ပြီးဖွက်ပြေးသွားကြတယ်အဲ့ဒီအချိန်မှာပဲရှင်နေငယ်လေးဟာသူ့ဘယ်တော့ကမှသူ့တောင်မဟုတ်ခဲ့ဘူးဆိုတော့သဘောပေါက်ခဲ့ပါတယ်သူကအမြဲတမ်းရှင်နေတကောင်ပဲဖြစ်ခဲ့ပါတယ်ရှင်နေတကောင်ဖြစ်တယ်ဆိုတော့သူဘဝတစ်ချောင်းလုံးမိနေခဲ့တာပဲဖြစ်ပါတယ်ဘုန်းတော်ကြီးကလူငယ်ကလေးကိုကြည့်ပြီးမင်းကအခုပြောပြခဲ့တဲ့ ရှင်တဲ့ငယ်လေးနဲ့တူတယ်လို့ပြောလိုက်ပါတယ်။မင်းကိုကိုကိုအားနေတယ်လို့ယုံကြည်နေတယ်။မင်းရဲ့ကိုပိုင်တွေးတဲ့ကြောင့်ပါဒါကမမှန်ပါဘူးမဟုတ်ပါဘူး။ဒါဆိုရင်ကျွန်တော်ကအမှန်ကဘာဖြစ်မလဲဗျာလို့တူတူလေးရေရွတ်လိုက်ပါတယ်။ဘုန်းတော်ကြီးကပြုံးပြီးတော့မှအမှန်ကမင်းဟာမင်းတင်ထားတာလေ။ပိုးပြီးတော့မှတော့ပါတယ်။ ပို့ပြီးတော့မှကောင်းတယ်လူကောင်းတယောက်ဖြစ်တယ်လို့ပြောလိုက်ပါမယ်။မင်းကိုယ်တိုင်ကိုအားနည်းတယ်လို့ယုံကြည်ထားလို့ဒါမင်းအားနည်းနေရတာလို့ပြန်ဖြေပါတယ်။အဲ့ဒီခါမှာလူငယ်လေးကသဘောပေါက်သွားတယ်ဗျာ။သူကပုံမြင်တဲ့ကချင်းတဲ့ငယ်လေးလူပဲသူ့ရဲ့မှန်ကန်တဲ့ဆန်းအားတွေအားရင်တွေကိုရှားဖွေဖို့သုံးဖြတ်ခဲ့ပါတယ်။ပုံမြင်လေးကိုဘောကြနဲ့တက်တဲ့ပိုးပြီးတော့မှစိတ်ဝင်စားဖို့ကောင်းတယ် ပုံမြင်တွေကိုဆက်လက်ပြီးတော့နားဆင်ကြနေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်တော့မမေ့ပါဘူး။ကျေးဇူးတင်ပါတယ်။